လေရေတော့ဟာလေအတန်ပိုင်းပါရင်တော့ပါတော့မယ်မလို့အားတော့ကျွန်တော်တို့ချင်းသွင်းမြစ်ရေမော်လိုက်မျိုးဖြစ်ပါတယ်ခင်ဗျာအာနန်းနန်းကြီးရခုမှမလာဘူးမလားဘယ်လိုလဲ ချင်းတွင်းမြစ်အပြင်စစ်တောင်းမြစ်ပကူးမြစ်ရေများပါကြီးနိုင်ချင်းတွင်းမြစ်အပြင်စစ်တောင်းမြစ်ပကူးမြစ်ရေတွေပါကြီးနိုင်တယ်လို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ထားပါတယ်ချင်းတွင်းမြစ်ရေဟာမုံရွာမှာစိုးရိမ်ရေအမှတ်အောက်၃လက်မခန့်မှာရောက်ရှိနေပြီးအဲ့ဒီမြစ်ရေဟာနောက်တရက်အတွင်းအဲ့ဒီမြို့ရဲ့စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်တယ်လို့ဆိုပါတယ် စစ်တောင်းမြေကြီးဟာမတော့မှစိုးရင်ရေမှတ်အောက်ပေဝက်ကျော်ရောက်ရှိနေပြီးနောက်တရက်အတွင်းအဲဒီမျိုးရဲ့စိုးရင်ရေမှတ်သို့ရောက်ရှိနိုင်တယ်လို့ဆိုပါတယ်။ပဲခူးမြေကြီးဟာပဲခူးမြို့မှာစိုးရင်ရေမှတ်အောက်နှင့်ပေခွဲကျော်မှာရောက်ရှိနေပြီးနောက်36နာရီအတွင်းအဲဒီမျိုးရဲ့စိုးရင်ရေမှတ်သို့ရောက်ရှိနိုင်တယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့်မို့လို့မုံရမတော့ပဲခူးမြို့နယ်အတွင်းရှိ မြေကမ်းအနီးနဲ့မြေနိမ့်နေထိုင်သူတွေအနေနဲ့ရေဝင်ရောက်မှုပြည့်တပြည့်ရေကြီးတာတွေဖြစ်ပေါ်နိုင်လို့သတိပြုနေထိုင်ဖို့လိုအပ်တယ်လို့သိရပါဗျ။